အလုံးဝမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့လူငယ်တယောက်စိတ်သက်ကြနေသည်ဆိုတဲ့စာအုပ်အပိုင်းတစ်ပဲဖြစ်ပါတယ်ဒီနေ့အတွက်ပြုံးပြီးသွားပြီလားအဆင်မပြေတာတွေကိုခဏလေးမိထားပါ ီနေ့အတွက်မပြောရသေးဘူးဆိုရင်အခုပဲပြုံးပြအောင်ပြုံးလိုက်ပါတင်းအတွက်ဂုံပြုစကားရှင်သန်ရတာအရန်ပင်ပန်းနေပြီမဲ့အခုချိန်ထိအားတင်းပြီးစူးစားရုန်းကန်ရှင်သန်နိုင်ခဲ့လို့တင်းအတွက်ဂုံယူပါတယ်အခုလိုပဲနောက်နောက်အစင်မပြေရာတွေရှိလာခဲ့ရင်လည်းအားတင်းထားရမယ်နော်တင်းကစိတ်ထားလေးကောင်းပြီးတခုခုဆို သူများအတွက်ဖြစ်တွေ့ပေးတတ်တာမို့ဒီကောင်းမှုအကျိုးလေးတွေဟာတစ်ချိန်ချိန်မှာတင့်ကိုအကျိုးပေးလာမှာပါ တင့်ကိုဒီထက်ပို့ပြီးတော့ပျော်ပျော်နေစေခြင်းပါတယ်ဒီထက်ပို့ပြီးတော့အေးချမ်းနေစေခြင်းပါတယ်အသက်တွေကတဖြည်းဖြည်းကြီးလာပြီးမှကိုပျော်ရွှင်ရဖို့ကိုပဲအာရုံစိုက်ရမယ်နော်ဒီနေ့အတွက်အမှားစကားလူတချို့ကကျွန်တော်တို့ထင်တယ်လို့ကျွန်တော်တို့အပေါ်မှာမဖြူစင်ကြဘူးဆိုတော့မှတ်ထားပါ လူတချို့ကကျွန်တော်တို့ထင်တယ်လို့ကျွန်တော်တို့အပေါ်မှာမယိုးသားနိုင်ကြဘူးဆိုတော့ကိုလည်းမှတ်ထားပါလူတချို့ကကျွန်တော်တို့ထင်တယ်လို့ ကျွန်တော်တို့အပေါ်မှာအများကြီးမချစ်ကြဘူးဆိုတာမှတ်သားထားပါတခုခုဆိုရင်ဘက်ကြီးနဲ့ရင်းပြီးခင်တက်ချစ်တက် တွေးတက်တဲ့တဲ့ကိုလောကကြီးအကြောင်းနားလည်အောင်အမှားစကားပါရတာပါအတတ်နဲ့ရင်းပြီးမှတ်သားထားရမယ့်စကားများတစ်ချစ်ချင်းမြတ်တာကစားစရာမဟုတ်ပါဘူးနှစ်တင်းထင်းတဲ့လောက်လူတွေတဲ့ကိုအများကြီးမချစ်ပါဘူးသုံးလူငယ်ဘဝ လူငယ်ဘဝကနှစ်ခါပြန်မရပါဘူးလေလူတစ်ယောက်နဲ့တစ်ယောက်ဟာ ရေဆက်ပါတလောက်ပဲစုံစည်းရတယ်ဆိုတာနှလုံးသားနဲ့အုံနောက်ထဲမှာအမြင်ပတ်ထားပါငါတင်ချစ်ရတဲ့သူကတင်ရဲ့အပိုင်ဖြစ်လာဖို့တော်ရုံကုသိုလ်ကံတွေနဲ့မရဘူးဆိုတာသိထားပါမိမိကိုယ်ကိုမေတ္တာပို့ခြင်းအရှင်ဘုရား တပည့်တော်ဘဝစိတ်တောကတွေနဲ့ပြည့်နေပါတယ်ဘုရား တခါတလေမှာရှင်သန်ရတာပင်မလာပြီးလောကကြီးကိုအယုံပေးလိုစိတ်တွေဖြစ်ပေါ်လာပါတယ်ဗျာဒီအတွက်ကြောင့်ဘုရားတပည့်တော်ဒီယနေ့မှစ၍စိတ်တော်ကများမှကင်းဝေးပါရစေတပည့်တော်ကိုစောက်ရှောက်ကြုံသောနတ်အပေါင်းတို့လည်းချမ်းသာချမ်းသာကြပါစေတပည့်တော်မပျော်မရွှင်မအေးချမ်းခဲ့ရတာကြာပြီဖြစ်ပြီတပည့်တော်အမြန်ဆုံးအေးချမ်းမရစေယနေ့မှစ၍တပည့်တော်ဒီသူတော်ကောင်းတရားနဲ့အညီစိတ်နှလုံးချမ်းမြေ့စွာနေနိုင်ပါစေ။ ကြိုးစားရင်ကြိုးစားသလောက်ပြန်မရခဲ့တာကြာပြီမို့ကြိုးစားမှုတိုင်းအရာထင်ပါစေအာတော်ခွန်ဆိုင်ကြိုးစားနေတဲ့တပည့်တော်အဖို့ပန်းတိုင်းမရောက်ခင်မလဲကျသွားပါစေနဲ့တပည့်တော်ပျော်ရွှင်အေးချမ်းရသလိုဤဆက်ကြဝရာတွင် ရှိကြကုန်သောတတဝများအားလုံးလည်းနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဒုက္ခခတ်သိမ်းကင်းငြိမ်းကြပါစေဒီနေ့ကစပြီးတပည့်တော်ရဲ့စိတ်ရောကိုယ်ပါကျမ်းမာကြံ့ခိုင်ပါစေ။ တပည့်တော်ကိုယ်တိုင်စိတ်ထားကောင်းကောင်းထားတယ်လို့ရှောက်လဲရအောင်မဲ့အနာဂတ်ခရီးမှာလည်းတပည့်လို့တပည့်တော်လို့စိတ်ထားကောင်းသူတွေနဲ့ဒါစုံတွေ့ရပါစေစိတ်ပင်ပန်းနာကျင်လာတဲ့အခါတိုင်းဒီလိုလေးမြတ်တာပို့ဆူတောင်းပေးဖို့မမေ့ပါနဲ့တကယ်လို့ညာဘက်အိမ်ကနေဖះမရှိခိုးပြဘူးဆိုရင်ဒါမှမဟုတ်မနဲ့အိမ်ရထားလို့ဖះမရှိခိုးပြဘူးဆိုရင်အခုလိုမျိုးလေးမဖြစ်မနေမြတ်တာပို့ပါနော် နေစဉ်တတဝါတွေကိုမြတ်တာပို့ဖို့နဲ့ကိုကိုကို မေတ္တာပို့ဖို့လုံးဝမမေ့ရဘူးနော်စာရေးဆရာရဲ့အမှားစာပထမအဦးဆုံးအနေနဲ့အမှားစကားပါလို့ဒါလေးကတော့ဒီစာအုပ်ကို တထိုင်တည်းမဖတ်ပဲဖြည်းဖြည်းချင်းဖတ်ဖို့ပါဒီစာအုပ်လေးထဲမှာပါတဲ့စာသားတွေကို တွေးလိုက်ဖတ်လိုက်နဲ့အေးအေးဆေးဆေးဖတ်စေချင်ပါတယ်လူငယ်တယောက်စိတ်ဓာတ်ကျနေသည်ဆိုတဲ့ဒီစာအုပ်လေးဟာကျွန်တော်ရဲ့ဒုတိယမြောက်စာအုပ်လေးဖြစ်ပါတယ်ဒီစာအုပ်လေးကိုအချိန်အသေးအချာလေးယူပြီးတော့ရေးသားထားပါတယ်ပထမစာအုပ်လေးဖြစ်တဲ့ မျက်ရည်လွယ်သောသူများဖတ်ဖို့ဟာထုတ်ဝေပြီးရှက်လာအကြမှာပြင်စမအချိန်ပြန်လဲရိုက်နှိတ်ထုတ်ဝေရတဲ့အထိရောင်းအားကောင်းခဲ့တယ်လို့ရောင်းအားအကောင်းဆုံးစာအုပ်စာရင်းမှာလဲအမြဲ124အထိ top ဝင်ခဲ့ပါတယ်စာဘတ်တူတွေရဲ့အားပေးမှုကြောင့်မျက်ရည်လွယ်သောသူများဖို့မျက်ရည်လွယ်သောသူများဖတ်ဖို့စာအုပ်လေးကအခုလိုအောင်မြင်ခဲ့တာမို့စာဖတ်သူများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်လူငယ်တယောက်စိတ်ဓာတ်ကြနေဒီစာအုပ်လေးကိုလည်း လူငယ်တယောက်စိတ်သက်ကြနေသည့်စာအုပ်လေးကိုလည်းစိတ်နှစ်ပြီးရေးသားထားတာမို့စာဖတ်သူတွေအကြိုက်တွေ့စေမယ်လို့ယုံကြည်ပါတယ်။ဒီစာအုပ်လေးကိုဖတ်ပြီးမှတ်သားစရာတစ်ခုခုကြံခဲ့မယ်။စိတ်ချနှက်စီခဲ့မယ်ဆိုရင်စာအုပ် review လေးရေးပေးဖို့တောင်းဆိုပါရစေဗျာ။စာဖတ်သူများအလုံးစိတ်ချမ်းသာကိုယ်ချမ်းသာကြပါစေ။တွားလေးရာ လာလေးရာခလုံးမတိစူးမညိပါစေနဲ့။နာကျင်ခံစားရမှုတွေစိတ်ဒဏ်ရာတွေကိုအမြန်ဆုံး healing လုပ်နိုင်ကြပါစေ။ အနာဂတ်ပြောက်တယ်လို့ခံစားရတဲ့အခါကျွန်တော်တို့ဘဝကြီးပြောင်းလဲဖို့ဆိုတာကျွန်တော်တို့အပေါ်မှာမူတည်တယ်လို့ကျွန်တော်တို့ရဲ့မိဘတွေကိုချမ်းသာချမ်းသာအောင်ထားနိုင်ဖို့ဆိုတာဟာလေကျွန်တော်တို့အပေါ်မှာတရားရာခိုင်လို့မူတည်ပါတယ်ကျွန်တော်တို့ဒီထက်ပိုကောင်းအောင် ကြိုးစားကြမယ်နော်ဒီနေရာကနေဒီထက်ပိုမူကောင်းမွန်တဲ့နေရာကိုရောက်ဖို့ကျွန်တော်တို့တွေဒီတက်နဲ့မရရင်ဘိုးတက်နဲ့ပြောင်းပြီးတော့လှော်ကြမယ် တကယ်လို့ကန်တရားကမျက်နှာသာမပေးလို့တက်ကျိုးသွားခဲ့ပဲဆိုရင်လည်းလက်နဲ့ရောက်အောင်လုပ်ပြီးစကြိုးစားကြမယ်ကျွန်တော်တို့ကိုယ်တိုင်ပုံမူကောင်းမွန်တဲ့နေရာကိုရောက်သွားတော့မှသာကျွန်တော်တို့မိဘတွေကိုပါတွဲခေါ်နိုင်မှာမဟုတ်ပါဘူးမဟုတ်လားမဟုတ်ပါလားဒါကြောင့်ကျွန်တော်တို့တွေကိုကိုကိုအတွက်မိဘတွေအတွက်နှစ်ဆသုံးဆလေးငါးဆအထိပို့ပြီးတော့စူးစမ်းကြမယ်နော်ကျွန်တော်တို့လက်ရှိအနေအထားလက်ရှိလစာနဲ့ခြေနဲ့တင်းတင်းရောက်ရဲနေလို့လုံးဝမဖြစ်ပါဘူး ျွန်တော်တို့ဒီနေရာဒီ comfort zone ထဲမှာကြာကြာရပ်နေလို့လည်းမရပါဘူးဒီနေရာမှာအချိန်ကြာကြာအထိရပ်နေခဲ့မယ်ဆိုရင်အချိန်ကာလတစ်ခုကို ရောက်ရှိလာတဲ့အခါကျွန်တော်တို့ခွေလဲကျသွားပါလိမ့်မယ်လစာ9000နဲ့ဂျေနဲ့နေရင်ကျွန်တော်တို့ဟာ9000တန်းပါလစာ1000နဲ့ဂျေနဲ့နေခဲ့ရင်ကျွန်တော်တို့ဟာ1000တန်ဖြစ်ပြီးလစာ3000နဲ့ဂျေနဲ့နေခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ဟာ3000တန်ပဲဖြစ်ပါတယ်။ဒါကြောင့်တဲ့အနေနဲ့ ဒီစာလေးကိုဖတ်နေတဲ့အတော်တွေမှာလာစာဘလောက်ရတယ်လဲကိုကဘလောက်တန်ဖြစ်နေပြီလဲဆိုတာကို ပြန်လဲသုံးသပ်ကြည့်စီလိုပါတယ်လုပ်ငန်းတစ်ခုတည်းလုပ်ပြီးငါလုပ်ငန်းလုပ်နေတာပဲလို့တွေးမိတဲ့အခါအဲ့ဒီအတွေးတွေကိုချက်ချင်းရပြီးနောက်ထပ်ငါဘာလုပ်ငန်းထပ်လုပ်လို့ရသေးအောင်မလဲဆိုတာတွေးတောစီခြင်းပါတယ်ဖြစ်နိုင်ရင်လူငယ်တယောက်မှအလုံးနှစ်ခုလောက်တော့ရှိသေးခြင်းတယ်ကျွန်တော်တို့ဒီအချိန်မှာမကိုကိုကိုမခိုင်းတာဘူးဆိုရင် ကျွန်တော်တို့အသက်ကြီးလာတဲ့အခါ အခု online မှာတွေ့တွေ့နေရတဲ့ဖူဖူဖွားဖွားတို့လိုဒုက္ခရောက်နေပါလိမ့်မယ်။ဒီနေ့90ဘူကြိုးစားရဲဆိုရင်နောက်နေ့မှာတရားဘူပူကြိုးစားပါ။ကြိုးစားမှုအတိအပွင့်တွေကို ကိုကိုတိုင်းသာမကကိုရဲ့မိဘတွေပါခံစားရမှာဖြစ်တာမို့ဒီစိတ်ကလေးကိုနှလုံးသွင်းပြီးဝင်ွေလမ်းကြောင်းတစ်ခုလောက်ကိုထက်ရှာပွေပါနော်။အလုပ်တွေအများကြီးလုပ်လို့အများကြီးပင်မရတဲ့ဆိုရင်တော့အများကြီးလုပ်တဲ့အလုပ်တွေကပတ်စံတွေအများကြီးရတာမို့ ပင်ပန်းရတာကပြောစရာတခုလိုတော့ဖြစ်လာပါလိမ့်မယ်အမဝင်းမင်းတန်းပြောသလိုပေါ့လူငယ်ဘဝမှာစူးစားဖို့မကြောက်ပါနဲ့အလုပ်လုပ်ဖို့မကြောက်ပါနဲ့တာဝန်ယူဖို့မကြောက်ပါနဲ့ဒီအရာတွေဟာတစ်ချိန်ချိန်မှာပြန်တွေးတဲ့အခါတိတ်ပျော်စရာကောင်းလို့လှတာမို့အခုဒီစာလေးကိုဖတ်နေတဲ့အချိန်ကစပြီးအလုပ်တွေအများကြီးပိုလုပ်ဖို့တွေးတော့ပါအလုပ်တွေအများကြီးပိုလုပ်ပါဝင်းဝေးလမ်းကြောင်းတွေအများကြီးဖန်ပြီးပါကျွန်တော်တို့တွေအမြင့်တနေရာမှာအတူပြန်ဆောင်ကြမယ်နော် အလဲအလဲအပြူပြူဖြစ်နေချိန်တွဲမကူတဲ့အပြင်ထိုးချခဲ့ရတဲ့ဆွေမျိုးတွေကိုရှိကိုမိဘရှေ့မှာပြားပြားဝတ်စီဖို့ကျွန်တော်တို့စူးစမ်းကြရမယ်။ငွေမရှိလို့ငယ်ခဲ့ရတဲ့ကိုမျက်နာကိုမိဘမျက်နာကိုငွေရှိန်နဲ့အယောင်အဝါမြင့်တင်နိုင်ဖို့ကျွန်တော်တို့စူးစမ်းကြမယ်။ကျွန်တော်တို့ရဲ့မိဘညီအကိုမောင်နှမတွေကိုဒီထက်ပိုမိုကောင်းမွန်တဲ့အမြင့်တနေတာအမြင့်တနေရာမှာထားနိုင်မှုဆိုတာကျွန်တော်တို့စူးစမ်းမှာဖြစ်မှာပါ။ အိမ်မက်တွေကိုမမေ့လိုက်ပါနဲ့လူတိုင်းလူတိုင်းကတော့ငါကြီးလာရဲ့ဘာကြီးဖြစ်အောင်လုပ်မယ်ဘာကြီးဖြစ်ခြင်းနဲ့ဆိုပြီးတော့အိမ်မက်တွေကိုစီရှိကြမှာပါတဲ့မှာလဲအိမ်မက်ရှိတယ်လို့ကျွန်တော်ပါလဲအိမ်မက်တွေရှိပါတယ်ကျွန်တော်တို့တွေအိမ်မက်ရှိကြတာချင်းတူညီခဲ့ကြပါတယ်ဒါပေမဲ့အိမ်မက်ရှိတာချင်းပဲတူညီခဲ့ကြတာပါအိမ်မက်ကိုအကောင့်ထဲပုံနိုင်ချင်းမဖော်နိုင်ခြင်းတွေတော့မတူညီခဲ့ကြပါဘူးတချို့ကအိမ်မက်တွေကိုမေ့ပစ်ကြတယ တချို့တွေကတော့သူတို့အိမ်မက်တွေကဈေးကြီးလုံးလို့အိမ်မက်နောက်မလိုက်နိုင်တော့တာတွေရှိကြတယ်။တချို့ကအိမ်မက်တွေကိုတစ်ခုပြီးတစ်ခုအကောင့်ထဲပေါ်ရင်အမြင့်ဆုံးမှာအလှပဆုံးဖြစ်နေကြပါပြီ။သင်ရောအိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်နေရဲ့လား။အမြင့်ဆုံးမှာအလှပဆုံးဖြစ်နေရဲ့လား။ဒါမှမဟုတ်ငငယ်တုန်းကမခဲ့ဘူးတဲ့အိမ်မက်တွေကိုမေ့နေပါပြီလား။ကျွန်တော်ဖတ်မှတ်ဘူးတဲ့ပုံမြင်လေးတစ်ပုဒ်ပြောပြမယ်နော်။ ဟိုးရှိရှိတုန်းကကြက်ချံပိုင်ရှင်ဦးလေးကြီးတယောက်ရှိတဲ့တနေ့အဲ့ဒီဦးလေးကြီးဟာကြက်တွေကျွေးဖို့အစာသွားဝယ်ရင် လမ်းမှာလင်းယုံဦးကြီးကို ကောက်ရတဲ့လင်းယုံဦးမှန်အဲ့ဒီဦးလေးကြီးကတော့မသိဘူးပေါ့ဒါကြောင့်ကြက်ချံပိုင်ရှင်ဦးလေးကြီးကပြန်ရောက်တာနဲ့ကောက်ယူလာတဲ့လင်းယုံဦးကြီးကိုကြက်ဦးတွေနဲ့အတူထားလိုက်တဲ့တိတ်မကြခင်မှာပဲအဲ့ဒီလင်းယုံဦးကြီးကနေတိတ်ကိုလှပတဲ့လင်းယုံလေးတကောင်ပေါက်ဖွာလာပါတဲ့ လင်းယုံလေးကလည်းတခြားချက်တွေနဲ့တန်းသူသူ့ကိုယ်သူချက်တကောင်လို့ထင်နေတာပေါ့အဲ့ဒီလင်းယုံလေးဟာချက်တွေအစာစားသလိုစားပြီးချက်တွေလှုပ်ထုံးလုံနေအတိုင်းလိုက်လှုပ်တာပေါ့တန်းဒီတော့လင်းယုံငယ်လေးဟာသူ့အပေါင်းအဖော်ချက်တွေနဲ့အတူလေခွင်းပြေမှာစော်ကစားနေရင်ကောင်းငယ်မှာလှပစွာပြန်ဝဲနေကြတဲ့လင်းယုံတွေကိုတွေ့လိုက်ရတယ်ဒါနဲ့လင်းယုံလေးကကောင်းငယ်မှာပြန်ဝဲနေကြတာဘာကက်လဲအဲ့လိုဆိုပြီးတော့ ဆိုပြီးတော့ဘေးမှာရှိတဲ့ကြက်ကလေးတွေကိုမေးလိုက်တဲ့ဒါနဲ့ကြက်ကလေးတွေကလည်းငါတို့တိတ်အားကြရတဲ့လေးုံငှက်တွေပေါ့ကွာလို့ဖြေလိုက်ပါတဲ့လေးုံငှက်ကလေးကလည်းချက်ချင်းဆိုသလိုငါလည်းအဲ့ဒီလေးုံငှက်တွေလိုပြန်တက်ချင်လိုက်တာငါလည်းအဲ့ဒီလေးုံငှက်တွေလိုပြန်တန်းနိုင်အောင်ကြိုးစားမယ်ဆိုပြီးတော့ကြက်တွေကိုပြောလိုက်တော့ကြက်ကလေးတွေအားလုံးကဝိုင်းပြီးတော့လှောင်ရေချတဲ့နောက်ပြီးငါတို့ကြက်တွေဆိုတာမြေပြင်နဲ့ပဲစိုက်တာကွာ ကိုနဲ့မဆိုင်တဲ့အရာတွေကိုမှတ်မောမနေစမ်းပါနဲ့ကွာမင်းကကြက်ပဲကြက်လို့နေစမ်းပါကွာဆိုပြီးတော့ကြက်ကလေးတွေဟာလေးုံငယ်လေးကိုပြောလိုက်တဲ့ဒီလိုနဲ့လေးုံငှက်လေးဟာဩငါကကြက်ကလေးပါကွာငါကလေးုံတကောင်မှမဟုတ်ပဲလေးုံတွေကို လေးုံတွေလို့ဘယ်လိုလုပ်ပြန်တန်းနိုင်မှမလဲငါမယူမိုက်တင်ပါဘူးဆိုပြီးတော့ကိုကိုကိုဖြေသိမ့်လိုက်တယ်နောက်နေ့နောက်နေ့တွေမှာလေးုံငှက်လေးဟာတခြားလေးုံငှက်တွေပြန်တန်းတာကိုကြည့်မိတိုင်းအားချမိတိုင်းပါမင်းကကြက်တကောင်ပဲ လင်းယုံတွေလို ပြန်တမ်းဖို့စိတ်ကူးမရင်စမ်းပါနဲ့ကွာချက်ကချက်လို့နေရမှာပေါ့ဆိုတဲ့အပေါအဖော်ချက်ကလေးတွေရဲ့ပြောစကားကိုအမြဲကြားရောင်မိပြီးလင်းယုံလိုပြန်တမ်းခြင်းနဲ့သူ့ရဲ့အိမ်မက်တွေကိုမေလျော်လိုက်ပါတော့တယ်ဒီလိုနဲ့တနေ့တနေ့အိမ်မက်တွေအကောင်အထည်မဖော်ပဲနေလာလိုက်တာနောက်ဆုံးမှာတော့လင်းယုံလေးကသူ့ရဲ့အိမ်မက်တွေမပြေဝပဲချက်တကောင်အဖြစ်ဘဝနှိကုံချုပ်သွားတော့တယ်တကယ်လို့လင်းယုံလေးသာသူ့အိမ်မက်အပေါ် ယူတော့ခဲ့မယ်ဆိုရင်အိမ်မက်တွေကိုမမိမလျော့ပဲအမြင်အကောင့်တဲပေါ်ဖို့ကြိုးစားနေခဲ့မယ်ဆိုရင်ဒီနေ့နေ့မှာသူပြန်တန်းကျင်တဲ့အမြင်ကိုအလားပါဆုံးနဲ့အလွတ်လပ်ဆုံးပြန်တန်းခွင့်ရရှိမှာဖြစ်ပါတယ်။နောက်ပြီးသူဟာလေးုံတစ်ကောင်တစ်ကောင်အဖြစ်ငွေဖွာလာခဲ့တာဆိုတာသိရှိသွားမှာဖြစ်ပါတယ်။ဒါပြင်သူလောင်ပြောင်ခဲ့ကြတဲ့ချက်ကလေးတွေကိုလည်းသူဟာအစွမ်းအစားရှိတဲ့လေးုံတစ်ကောင် ဖြစ်ကြောင်းပြသလိုက်နိုင်မှာဖြစ်ပြီး ချက်ကလေးတွေရဲ့အားကြောင့်မှုတွေချီးကျူးမှုတွေကိုရရှိ လိုက်နိုင်မှာဖြစ်ပါတယ်ဒါပေမဲ့လင်းယုံလေးဟာအိမ်မက်လေးတွေကိုမီလီယံလိုက်တာမို့သူဖြစ်ချင်ခဲ့တဲ့အရာတွေလည်းမဖြစ်ခဲ့ရတလို့ချက်ကလေးတွေအားလုံးဟာလည်းလင်းယုံလေးကိုချက်တကောင် အဖြစ်အမြဲတမတ်သွားခဲ့ရပါတယ်အခုစာဖတ်နေသူအနေနဲ့လည်းကိုယ့်ရဲ့အိမ်မက်တွေကိုလေးလူရှုထားခဲ့တာကြာပြီဆိုရင်အခုပဲရအောင် အကောင့်ထဲပို့ဖို့တိုက်တွန်းချင်ပါတယ်ဒါပေမဲ့တချို့အိမ်မက်တွေက အချင်းအကက်အတက်နဲ့သာအကောင့်ထဲပေါ်ရတာမျိုးအကောင့်ထဲပေါ်မှုမဖြစ်နိုင်တော့တဲ့အိမ်မက်တွေအစားလက်ရှိအကောင့်ထဲပေါ်လို့ရနေသေးတဲ့အိမ်မက်တွေကိုရအောင်အောင်မြင်အောင်ဖြင်းမြောက်အောင်အကောင့်ထဲပေါ်ပါလို့ပြောချင်ပါတယ်ကိုကိုကိုလေးုံလေးလို့အဖြစ်မခံပါနဲ့အိမ်မက်တွေကိုလည်းလက်လွတ်မဆုံးရှုံးပါစေနဲ့အိမ်မက်တွေကိုလုံးဝမမိလိုက်ပါနဲ့အိမ်မက်တွေတစ်ခုပြီးတစ်ခုအောင်မြင်စွာအကောင့်ထဲပေါ်ရင်အမြင့်ဆုံးမှာအလှပဆုံးဖြစ်နေနိုင်ပါစေ။ မေကုန်းများမေးမြန်းထားတဲ့မေကုန်းတွေကိုစိတ်နဲ့ဖတ်ပြီးစိတ်နဲ့သာဖြေပေးပါငငယ်ကအဖြစ်ကျင်ဆုံးရီမှန်းချက်တစ်ခုဆိုရင်ဘာဖြစ်မလဲအဲ့ဒီရီမှန်းချက်ကရောအောင်မြင်ခဲ့ပါရဲ့လားဒီအိမ်မက်တွေထဲမှာဈေးအကြီးဆုံးလို့ထင်တဲ့အိမ်မက်ကဘာဖြစ်မလဲ။တင်းအကောင့်ထဲပေါ်ပြီးသွားခဲ့တဲ့တင်းရဲ့အိမ်မက်တခုဆိုရင်ဘာဖြစ်မလဲ။တင်းရဲ့အနာဂတ်အတွက်အိမ်မက်ဆိုရင်ဘာဖြစ်မလဲ။ အိမ်မက်ကိုဖျက်မြောက်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်ရှိပါသလားပန်းနိုင်မရောက်ခင်လက်လျော့ခြင်းစိတ်ဖြစ်လာတဲ့အခါရခဲ့ဘူးတဲ့ပင်ပန်းမှုတွေနဲ့စိတ်ဒဏ်ရာတွေကိုပြန်လည်သတိရပါပန်းနိုင်မရောက်ခင်မှာလဲချမသွားဘူးဂယုစိုက်ပါရှေ့အခါတုန်းကမောင်မောင်နဲ့အောင်အောင်ဆိုတဲ့တုံငယ်ချင်းနှစ်ယောက်ရှိတဲ့မောင်မောင်ကရည်မှန်းချက်မရှိဘဲနေ့စဉ်ပေါ့ပေါ့ပါပါဖြတ်သန်းလေးရှိတဲ့လူငယ်ဖြစ်ပြီးအောင်အောင်ကတော့ နေ့စဉ်နေ့စဉ်ရည်မှန်းချက်တသေးလေးတွေထားပြီးလုံဆောင်တတ်တဲ့လူငယ်လေးဖြစ်တဲ့မောင်မောင်ကတော့နာနာခဲအရာထားမယ်။သွားစရာရှိတဲ့အလုပ်သွားတယ်။အလုပ်သိရင်အပြင်သွားပြီးသူငယ်ချင်းတွေနဲ့ပျော်ပါတယ်။ရသမျှပတ်စံကိုလည်းရရင်ရသလိုအကုန်သုံးတတ်ပါတယ်။အောင်အောင်ကတော့ဒီနေ့ဘာလုံးနိုင်ရမယ်။ဘာဖြစ်ရမယ်ဆိုတဲ့ရည်မှန်းချက်လေးတွေထားသလိုနောက်၁၀နှစ်ကြာတဲ့အခါမှာလည်းဘာကြီးဖြစ်ရမယ်ဆိုတဲ့ရည်မှန်းချက်အကြီးကြီးတွေကိုထားတတ်တဲ့ အောင်အောင်မှာရေမှန်းချက်သေးသေးလေးတွေရှိတယ်လို့ရေမှန်းချက်အကြီးကြီးတွေလည်းရှိပါတယ်ဒီလိုနဲ့နှစ်ပေါင်း30ကြွာသွားတဲ့အခါမှာအောင်အောင်ကဘာဖြစ်နေမယ်လို့ထင်ပြီးမောင်မောင်ကရောဘာဖြစ်နေမယ်လို့ထင်ပါတယ်နောက်ပြီးတင်ကရောနှစ်30ကြာတဲ့အခါဘာဖြစ်နေမှာပါလဲအခုဒီစာကိုဖတ်နေတဲ့ညီလေးဒါမှမဟုတ်ညီမလေးဒါမှမဟုတ်အကိုအမတို့မှာရောရေမှန်းချက်တွေရှိပါသလားဘာရေမှန်းချက်တွေရှိပါသလဲဒီရေမှန်းချက်တွေပြေဖို့အတွက် long term plan short term plan တွေရှိသလားနောက်နှစ်30ကြာတဲ့အခါလမ်းမေးမှာသူများကြွေးမှသူများပြေးမှစားအောင်မဲ့ဘဝကိုရောက်နေမှာပါလားဒါမှမဟုတ်ကိုကိုတိုင်းကသူများတွေကိုကြွေးနိုင်ပြေးနိုင်တဲ့အနေအထားမှာရောက်နေမှာလားကိုလုံးရက်ကကိုဘဝအတွက်အဆုံးဖြတ်ဖြစ်တာမို့ဒီနေ့ကစပြီးတော့ရည်မှန်းချက်တသေးလေးတွေထားပါနောက်ပြီးရည်မှန်းချက်အကြီးကြီးတွေလည်းထားပါ ရီမန်းချက်အကြီးနဲ့ရီမန်းချက်အသေးကိုဥပမာအနေနဲ့ပြောပြရမယ်ဆိုရင်နှစ်ကုန်ပိုင်းမှာကျွန်တော်စာအုပ်တအုပ်ထုတ်ချင်ပါတယ်အဲ့ဒီစာအုပ်ကရောင်းအားအကောင်းဆုံးဖြစ်ရမယ်လူကြိုက်အများဆုံးဖြစ်ရမယ်လူတွေအတွက်အလွန်အကျိုးရှိတဲ့စာအုပ်တအုပ်လည်းဖြစ်ရမယ်အဲ့ဒါကျွန်တော်ရဲ့ရီမန်းချက်အကြီးပါရီမန်းချက်အသေးကတော့ဒီနေ့မှာစာရေးတဲ့အခါလိုအပ်တဲ့အချက်အလက်နဲ့ဗဟုသုတတွေကိုရှားဖွေမယ်မနက်ဖြန်မှာကိုတတ်မှတ်ထားတဲ့ခေါင်းစဉ်ရဲ့စာတဝက်ကိုရေးမယ် တပတ်ခါမှာတော့စာအုပ်ရောင်းအားကောင်းဖို့အတွက် marketing and sell နဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုလေ့လာမယ်။ဒါနဲ့ပတ်သက်တဲ့သင်တန်းတွေတက်မယ်။လေးရမြောက်တဲ့နေ့မှာတော့လက်ရှိရေးလက်ဆစာရဲ့တဝက်ကိုစက်ရေးမယ်။ဒီလိုနဲ့တနေ့တနေ့ရေမှန်းချက်သေးသေးလေးတွေချားလိုက်။အဲ့ဒီရေမှန်းချက်သေးသေးလေးတွေအတိုင်းလေ့လာလိုက်ရေးသားလိုက် အကောင့်ထဲပေါ်လိုက်တဲ့နှစ်ကုံကာနီးကိုရောက်တဲ့အခါမှာကျွန်တော်စာမှုတွေပြီးဆုံးသွားမှဖြစ်တယ်လို့ စားအုပ်ရောင်းအားကောင်းဖို့လူကြိုက်များဖို့အတွက်တိတိနဲ့နီးစနစ်တွေကိုလည်းတိနစ်နေပြီးသားဖြစ်နေမှာပါဒါကတော့ရီမှန်းချက်တေးတေးလေးလေးတေးတေးလေးမှဒီရီမှန်းချက်အကြီးကြီးစီတို့ပေါ့တခုရှိတာကကျွန်တော်တို့တွေစ조사ရင်လက်ပန်းကြတဲ့အချိန်မောဟိုက်လာတဲ့အချိန်ဆိုတာရှိပါတယ်အဲ့ဒီလိုအချိန်မျိုးမှာလဲကျပစ်ကျင်စိတ်တွေပြိုလဲပစ်ကျင်စိတ်တွေလက်လျော့ပစ်ကျင်စိတ်တွေဖြစ်လာတတ်ပါတယ်ဒီလိုတွေဖြစ်လာတဲ့အခါ ငါကောင်းစားဖို့ငါမိဘကောင်းစားဖို့အတွက်ပဲငါကြိုးစားရမှာဘို့ဆိုတဲ့စိတ်ကိုနှလုံးသွင်းပြီးရည်မှန်းချက်ပန်းတိုင်းမရောက်ခင်စัจ जा လဲကြမသွားအောင်ပြိုလဲမသွားအောင်အာမန်ကိုတင်းပြီးတော့စက်ကြိုးစားစေချင်ပါတယ်ကျွန်တော်တို့ရေ walk out လုပ်တယ်လို့ပါပဲတတ်မှတ်ထားတဲ့အချိန်ပြည့်ကနီးလေလေပို့ပြီးတော့ပင်ပန်းလာတယ်လို့ခံစားရလေလေလက်လျော့စင်စိတ်ဖြစ်လာလေလေပါ ဒါပေမဲ့မျက်လုံးကိုဇုံမိပြီးနာကျင်မှုတန်းကြံ့ကြက်ခံစ조사လိုက်တော့တတ်မှတ်ထားတဲ့အချင်းအတွင်မှာအောင်မြင်စွာလေ့ကျင့်ခံလုံနိုင်ခဲ့တာပဲမဟုတ်လားရည်မှန်းချက်တွေအတွက်조사နေချိန်မှာလည်းအဲ့ဒီလိုပါပဲဘန်းနိုင်ကိုရောက်ဖို့နီးကပ်လာလေလေပို့ပြီးတော့ပင်ပန်းလေလေလက်ပန်းကြလေလေမှုပန်းနိုင်မရောက်ခင်ရည်မှန်းချက်တွေမပြည့်ဝခင်မှာကြုံတွေ့နေရတဲ့စိတ်ဒဏ်ရာတွေပင်ပန်းမှုတွေကိုလစ်လျူရှုပြီးအာမန်ကိုတင်းရင်လိုချင်တဲ့ပန်းနိုင်ကိုမရောက်ရောက်အောင်သွားပါ နောက်ပြီးဖះရှိခိုးတဲ့အခါတိုင်းမှာလဲပန်းတိုင်မရောက်ခင် တပည့်တော်လဲမကြသွားပါစေနဲ့ဖះဆိုတဲ့ဆူတောင်းလေးကိုအမြဲတောင်းမှုမမေ့ပါနဲ့အားလုံးပဲကြိုးစားသမျှအရာထင်ပြီးရေပန်းချက်တွေကို အကောင့်ထဲပို့နိုင်တဲ့ထမ်းမြတ်တဲ့လူငယ်တွေဖြစ်ကြပါစေရှင်တန်ရအောင်ပဲမနှက်ဖြန်တိုင်းမှာမနေ့ကထပ်ပူတမ်းပါပါလူတွေကတဲ့ရဲ့ဖြစ်တည်မှုနဲ့ပတ်သက်ပြီးလောင်ပြောင်ပြောဆိုကြတဲ့အခါထိုသူရဲ့မျက်လုံးကိုစူးစူးဆိုင်ဆိုင်ကြည့်ပြီး ငါဖြစ်တည်မှုကနင်တို့ဗဇက်တယမ်းမှုမဟုတ်ဘူးလို့ရဲရဲဝုံဝုံပြောခဲ့ပါတင်းရဲ့ဖြစ်တည်မှုကတို့တို့ဗဇက်တယမ်းမှုမဟုတ်ပါ ကျွန်တော်တို့ရဲ့ဖြစ်တည်မှုကိုဘသူကမှစော်ကားခွင့်ဗဇက်တယမ်းခွင့်မပေးပါနဲ့တစုံတစ်ယောက်ကကျွန်တော်တို့ရဲ့အားနဲ့ချက်ကို အားမနာတဲ့လောင်ပြောင်ဝေဖန်လာတဲ့အခါအားမနာတဲ့ပြန်လဲတုတ်ပြန်ပါဥပမာ အသားကလည်းမဲလိုက်တာရုပ်ကလည်းစိုးလိုက်တာမှလုံရော နေ့ကိုချိန်မဲ့သူရောရှိရလားလို့တစ်ဖက်ကပဆက်တယန်းလာတဲ့အခါအသားမဲပြီမဲနေ့လိုတော့စိတ်ထားမမဲဘူးငါမှအားနေချက်ရှိတယ်လို့နေ့မှလည်းအားနေချက်ရှိတာဆိုတာမမိပါနဲ့နောက်တစ်ခါငါရဲ့ဖြစ်တည်မှုကိုလှောင်ပြောင်းရင်နေ့ကိုခွဲလို့မှမဟုတ်ဘူးဆိုပြီးတော့ပြန်ပြောပါစိတ်ပြက်စရာကောင်းလောက်အောင်နေ့ရဲ့အရက်ကပူလွန်းနေဂျဘူးမလို့တစ်ဖက်ကတစ်ဖက်လူဟာလှောင်ပြောင်းလာခဲ့မယ်ဆိုရင်ဂါကအရက်ပူမိပဲအတိအညာနဲ့အစစ်အတန်းတွေရှင်လိုက်ရင် နစ်ထက်ငါကပူမြင့်တယ်လို့တာပြောခဲ့လိုက်ပါအခုလို့ပြန်ပြောခိုင်းတယ်ဆိုတာကသူတို့ရိုင်းဆိုင်တယ်လို့ပြန်ရိုင်းဆိုင်ခိုင်းတာမျိုးမဟုတ်ပဲကိုကိုဘယ်သူကမှမစော်ကားရဲအောင်ကိုနဲ့လူတွေကြားစီးတားလိုက်တာမျိုးပါခြံခတ်လိုက်တာမျိုးပါဒီစီဒီခြံလေးတွေကိုဘယ်သူမှဝင်ခွင့်မပြုပါပဲကိုပိုင်ဆိုင်တဲ့ခြံလေးတွေကိုအတင်းအဓမ္မဝင်ရောက်စော်ကားတဲ့သူတွေကိုနောက်တစ်ခါမစော်ကားရဲအောင်ကိုကိုကိုကာကွယ်တဲ့အနေနဲ့ပြန်လဲတုတ်ပြန်ခိုင်းတာမျိုးပါ ကိုကိုကိုချစ်တယ်ကိုကိုကိုတန်ဖိုးထားပါတယ်ဆိုရင်ကိုရဲ့ဖြစ်တည်မှုနဲ့ပတ်သက်ပြီးဘယ်သူလှောင်ပြောင်တာကိုမှလက်သိမခံပါနဲ့ပြန်ပြောပါပြန်လဲတုတ်ပြန်ပါသူတစ်ပါးရဲ့အားနေချမ်းတဲ့ဖြစ်တည်မှုကိုလှောင်ပြောင်နေကဲ့ရဲ့တယ်ပြောဆိုရဲဆိုတာဟာစားနောက်တာမဟုတ်ပါဘူးအဲ့ဒါအနိုင်ကျင့်တာပါဒါကြောင့်ဘယ်အရာကိုမှကြောက်ရွံ့မနေပဲပြောစရာရှိတာပြန်ပြောပါတုတ်ပြန်စရာရှိတာမြဲမြဲတုတ်ပြန်ပါကိုဟာတို့ထင်တယ်လို့ပြောညံ့သူမဟုတ်ကြောင်းတို့လှောင်ပြောင်ကဲ့ရဲ့လိုက်တဲ့အခါ အရှုံးပေးပြီးငိုကြွေးနေမဲ့သူမဟုတ်ကြောင်းသူတို့မထင်ထားသလိုတံမာတဲ့သူဖြစ်ကြောင်းပြန်လဲတုတ်ပြန်ပါလူတွေကအသင်ရဲ့ဖြစ်တည်မှုနဲ့ပတ်သက်ပြီးလောင်ပြောင်ပြောဆိုကြတဲ့အခါထိုသူရဲ့မျက်လုံးကိုစူးစူးဆိုင်ဆိုင်ကြည့်ပြီးငါဖြစ်တည်မှုကနေလို့ပါဇက်တယမ်းဖို့မဟုတ်ဘူးလို့ရဲရဲဝုံဝုံပြောခဲ့ပါကိုကိုကိုယင်းဤမြုံနှံခြင်းလောကကြီးမှာအကျိုးအမြတ်အများဆုံးယင်းဤမြုံနှံမှုကဘာလဲလို့မေးလာခဲ့မယ်ဆိုရင် ကိုကိုကိုရင်းနှီးမြှုပ်နှံခြင်းလို့ဖြေမိမှာပါတချို့တွေကလူငယ်ဘဝကတည်းကငွေစုဆောင်တက်အောင်လေ့ကျင့်ထားငွေမများစုလို့ပြောကြပါတယ်ဒီစကားကမှားနေတာမျိုးမဟုတ်ပေမဲ့ယာနှုံးပြင်လည်းမမှန်ပါဘူးလူငယ်ဘဝမှာပတ်စံစုမဲ့အစားပညာတွေအတွေ့အကြုံတွေပို့ပြီးတော့စုတင်ပါတယ်ပညာတွေအတွေ့အကြုံတွေစုဆောင်နေဆိုတာဟာတကယ်တော့အနာဂတ်အတွက်ကိုကိုကိုရင်းနှီးလိုက်ခြင်းပဲဖြစ်ပါတယ်ကျွန်တော်ဘဝရဲ့အဖြစ်အပျက်လေးတစ်ခုကိုပြောပြပါရစေ။ ကိုဗစ်ကာလမှာကျွန်တော်တို့ကြောင်းနေပိတ်သွားတော့ကျွန်တော်အိမ်မှာပဲတောင်းတင်နေခဲ့ပါတယ်။အိမ်မှာတောင်းတင်နေတော့ဘာအလုံးမှမရှိတော့စာဖတ်ခြင်းနဲ့စာရေးခြင်းမှာကျွန်တော်ရဲ့အခြေအနေကိုရင်းနှီးမြုပ်နှံခဲ့ပါတယ်။ကျွန်တော်အိမ်အလုပ်ဝိုင်းကူလုပ်ပြီးလို့အားတဲ့အချိန်မှာစာတွေဖတ်တယ်လို့ကိုကိုရိုင်ကလည်းစာရေးခြင်းကိုနှစ်သက်တဲ့အတွက် online မှာ Tora Bami's Diary ဆိုတဲ့နာမည်နဲ့ page လေးဖွင့်ပြီးစာတွေရေးခဲ့ပါတယ်။ကျွန်တော်ရဲ့အားလက်နေတဲ့အချိန်တွေကို စာဖတ်ခြင်းနဲ့စာရေးခြင်းမှာရင်းနှီးမြုပ်နိုင်ခဲ့တဲ့အကွက်အတွက်အခုဆိုရင် page က follower 4သိန်းနီးပါးအထိရှိခဲ့ပြီဖြစ်သလိုအချိန်ချင်း batch seller ဝင်ခဲ့တဲ့စာအုပ်လေးကိုလည်းထုတ်နိုင်ခဲ့ပါပြီအခုလိုစာအုပ်အချိန်ချင်းထုတ်နိုင်နေဆိုတာဟာ page မှာ promote များများလုပ်နိုင်တဲ့အတွက်ဖြစ်ပါတယ်ကျွန်တော် page လေးအပေါ်မှာကျွန်တော်အားလက်ချိန်တွေကိုရင်းနှီးမြုပ်နိုင်ခဲ့တဲ့အတွက်စာအုပ်တွေရောင်းအားကောင်းလာခဲ့ရတာဖြစ်တယ်လို့စာအုပ်တွေဖတ်ခြင်းမှာ အချိန်တွေရင်းနှီးမြုပ်နှံခဲရတာမှုစာတွေအများကြီးရေးလာနိုင်ပြီးအခုလို နေရာတနေရာကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။နောက်တစ်ခုရှိပါသေးတယ်။အဲ့ဒါကကျွန်တော် page လေးထောင်ပြီးစာတွေစစပြီးရေးနေတဲ့ကာလမှာ page messenger ကိုကျွန်တော်လိုလူငယ်အမျိုးသမီးတယောက်ကအခုခေတ်စားနေတဲ့ contact writer ဆိုတာဘာလဲဆရာဆိုပြီးတော့လာမေးပါတယ်။ contact writer ဆိုတဲ့အသုံးအနှုန်းတွေကကျွန်တော် facebook ရဲ့ new feed မှာအမြဲလိုလိုတက်နေပြီမဲ့ကျွန်တော်ကိုယ်တိုင်လည်း contact rider ဆိုတာရေးရရာမသိသေးတာမို့အဲ့ဒီလူငယ်အမျိုးသမီးကိုဖြေဖို့အတွက်ကျွန်တော် Google ခောက်ပြီးရှာပါတော့တယ် contact rider ဆိုတာဘာလဲဆိုပြီးတော့ပေါ့ရှာရတဲ့အကြောင်းအရာတွေကိုဖဲဖတ်ပြီးကျွန်တော်မှတ်မိတဲ့လောက်အတူချုပ်ပြီးအဲ့ဒီညီမလေးကိုပြောပြခဲ့ပေမဲ့ကျွန်တော်ကိုယ်တိုင်အဲ့ဒီ contact rider ဆိုတဲ့အရာကိုတည်တည်ချာချာမသိခဲ့ပါဘူးဒါပေမဲ့ contact rider အကြောင်းဖတ်မှတ်ရင်ကျွန်တော် contact rider ဖြစ်ချင်သွားခဲ့တယ်ဆိုတာတော့မငြင်းပါဘူး အဲ့ဒါနဲ့ပဲချက်ချင်းဆိုသလိုတညလုံး contact rider နဲ့ပတ်သက်တာတွေကိုဆက်လက်ရှာဖွေဖတ်ရှုလေ့လာပါတော့တယ်နောက်တနေ့မှာပဲကျွန်တော် contact rider တင်ဒန်းတွေကို live စုံစမ်းတော့ဆရာလေးမိုးဆက်ရဲ့ contact rider class ကိုတွေ့တာပြီးဆရာစီကိုမရှက်တမ်းအကူအညီသွားတောင်းပါတယ်ဆရာကျွန်တော်နာမည်ကတော့ဒေါ်တာမင်းပါကျွန်တော်ဆရာတင်ဒန်းကိုအရန်တက်ချင်ပါတယ်ကျွန်တော်ကကြောင်းသားမို့ဝင်ငွေမရှိသေးလို့ပတ်စံတော့မတက်နိုင်လို့ပါဆရာ ဆရာတင်တဲ့ကိုကျွန်တော် page မှာကြောင်းညာပေးပါမယ်ကျွန်တော်ကိုပညာဒါနသင်ပေးလို့ရရင်သင်ပေးပါတော့ဆရာဆိုပြီးတော့ကျွန်တော်သွားပြီးစာဖို့တော့မကြခင်ပါပဲဆရာလင်းမိုးဆက်ကရတယ်ငါညီရေတင်တဲ့ကိုစိတ်ဝင်စားရင်ပညာဒါန join ပါတဲ့အဲ့ဒီလိုနဲ့ပဲဆရာလင်းမိုးဆက်ရဲ့ contact writing class batch 7ကိုကျွန်တော်တက်ရောက်ဖြစ်ခဲ့ပါတယ်ဒီစာလေးရေးရေးနေရင်လည်းဆရာကအများကြီးကျေးဇူးတင်ကြောင်းပြောပါရစေခင်ဗျ contact writer class ကိုတက်ရောက်ခဲ့တာကကျွန်တော်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေတဲကတခုပေါ့ဒီလိုနဲ့ content writer လုပ်ဖို့နောက်ထပ်လိုအပ်ချက်ဖြစ်တဲ့ computer သင်တန်းကိုကျွန်တော်ထပ်တက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ကျွန်တော်လက်ထဲမှာဝင်ငွေမရှိပါဘူးဒီတော့ covid ကာလမှာမရရတဲ့အလုပ်လေးဖြစ်တဲ့ desk design မှာထမင်းချဲ့ရတဲ့အလုပ်ကိုလုပ်ပြီးညနေပိုင်းအားလက်ချိန်တွေမှာ computer သင်တန်းတက်ခဲ့ပါတယ်သင်တန်းပြီးသွားတဲ့အခါကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်အဲ့ဒါကတော့9ရက်အတွင်းလက်ရှိလုပ်ငန်းကထွက်ပြီး ကွန်ဒက်ရိုက်တာအလုံးရအောင်ရှာမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ဘာလို့ဆိုကျွန်တော်ယင်းဒီမြုပ်နှံမှုတွေကိုအလကားအဖြစ်မခံနိုင်လို့ပါ။တပတ်တော်မပြေးခဲ့ပါဘူး။၃ရက်အတွင်းကျွန်တော်ကွန်ဒက်ရိုက်တာယာတို့နဲ့အလုံးရခဲ့ပါတယ်။ဒီလိုနဲ့ကျွန်တော်တစ်ဆင့်ပြီးတစ်ဆင့်စူးစမ်းလာခဲ့လိုက်တာလိုအပ်တဲ့ပညာနဲ့အတွေ့အကြုံတွေကိုထပ်မံယင်းဒီမြုပ်နှံလာခဲ့လိုက်တာအခုဆိုရင်လက်ထောက်မန်နေဂျာယာတို့နဲ့ကွန်ဒက်ရိုက်တာတင်းရဲ့လီဒါဖြစ်နေပါပြီ။တဲ့ ကျွန်တော်အချိန်တွေကိုရင်းနှီးမြှုပ်နှံခဲ့တယ်။နောက်တော့စာအုပ်ထုတ်နိုင်ခဲ့တယ်။ Facebook page ရဲ့အကူအညီနဲ့စာအုပ်ကိုကောင်းကောင်း promote လုပ်နိုင်ခဲ့ပါတယ်။နောက်တော့စာအုပ်ကရောင်းအားကောင်းစည်ရင်းဝင်ခဲ့တယ်။နှစ်ကျွန်တော်ပညာတွေကိုရင်းနှီးမြှုပ်နှံခဲ့တယ်။သင်တန်းတွေလည်းတက်ခဲ့တယ်။နောက်တော့ဖြစ်ကျင်တဲ့ content writer လည်းဖြစ်ခဲ့တယ်။နေရာတနေရာလည်းရခဲ့တယ်။ကိုဝေငွေနဲ့ကိုဘွားကိုကောင်းကောင်းရက်တည်နိုင်ခဲ့ပါတယ်။ နောက်ထပ်လဲကျွန်တော်ကျွန်တော်ဘဝအတွက်အများကြီးရင်းနှီးမြှုပ်နှံနေပါတယ်ရင်းနှီးမြှုပ်နှံမှုဆိုတာအနာဂတ်ကောင်းစားဖို့အတွက်ဖြစ်တာမို့ကျွန်တော်တို့လူငယ်တွေငွေစုနေမဲ့အစားတဝက်စုပြီးတဝက်ကိုပညာရေးချမ်းမာရေးအတွက်ရင်းနှီးမြှုပ်နှံစေချင်ပါတယ်ရင်းနှီးမြှုပ်နှံပြီးတဲ့အခါမှာလဲကိုရင်းနှီးမြှုပ်နှံထားတဲ့အရာတွေအလကားမဖြစ်အောင်အဲ့ဒီရင်းနှီးမြှုပ်နှံမှုတွေကနေဝင်ငွေဒါမှမဟုတ်အတွေ့အကြုံရှာဖို့လိုအပ်ပါတယ် လူငယ်တွေအားလုံးယင်းဒီမြုပ်နှံတင့်တဲ့နေရာတွေမှာယင်းဒီမြုပ်နှံနိုင်ပြီးတောက်ပတဲ့အနာဂတ်တွေပိုင်ဆိုင်နိုင်ကြပါစေ။ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့လူငယ်တယောက်စိတ်ထဲကြနေသည့်စာအုပ်အပိုင်း1ဒီမာတင်ပြီးဆုံးပါပြီ။ဆက်လက်နားဆင်လိုပါကကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့စိုးလေးပေါ် channel လေးကို subscribe လုပ်ပြီးတော့ notify bell လေးနှိပ်ထားပေးဖို့မြတ်တာရက်ခံပါရယ်။သဘောကျနှစ်သက်တဲ့ဆိုပါကလည်း like and share လေးလုပ်တော်ပေးဖို့မြတ်တာရက်ခံပါရယ်။ အားလုံးကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ပြီးတော့ဘေးအန္တရာယ်အသွေးသွေးနဲ့ကက်ကြီးသုံးပါးရံမှာအမြန်ဆုံးကင်းဝေးပြီးတော့ငြိမ်းချမ်းသောဘဝမှာအမြန်ဆုံးပြန်လည်နေထိုင်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါရခင်ဗျာ